ရန်ကုန်တက္ကသိုလ်96ကျင်းမြောက်အထိမ့်မှတ်ပွဲနေ့ဖြင့် Green Economic Green Growth နဲ့ Miss Green University တို့ပူးပေါင်းကျင်းပတဲ့ Miss Green မြန်မာ Fashion Show and Contest Final ပွဲမှာအစိမ်းရောင်စီးပွားရေးတန်တမန်တွေကိုအပီးတန်ရွေးချယ်ခဲ့ပါတယ်။ရိုးရဂျက်ကုတ်ထယ်ရီနဲ့ရှင်ပြိုင်တဲ့ Miss Green မြန်မာအယောက်20နဲ့ Miss Green Universe 20ရက်ကပြိုင်ပွဲဝင် Miss Green Universe နေချီဝင်းလက်နဲ့ Miss Green မြန်မာယမင်းတီရီတို့ကရရှိသွားတာဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာအရွေးချယ်ခံရတဲ့အလှမယ်နှစ်ယောက်ကို အစိမ်းရောင်စီးပွားရေးတန်တမန်ဖြစ်ခန့်အပ်သွားမှာပဲဖြစ်ပါတယ်။အစိမ်းရောင်စီးပွားရေးဆိုင်ရာတန်တမန်ရွေးချယ်တဲ့ခန္ဓာမှာအစိမ်းရောင်စီးပွားရေးအလုံးမှုဆောင်ဒေါက်တာခင်မောင်လင်ကသမိုင်းတခင်းနဲ့တက္ကသိုလ်ပြောင်းလဲမှာပါဝင်ရလို့ဝမ်းသာတယ်လို့ကျောင်းသူကျောင်းသားတွေကမ္ဘာအဆင့်မီလောက်ကြိုးစားလာဖို့ယူရတယ်လို့ပြောပါတယ်။ လိုပွဲမျိုးကိုကျွန်တော်တို့စီစဉ်ရတာအနော်မှလည်းစိတ်လှုပ်ရှားပါတယ်စိတ်လှုပ်ရှားတဲ့အပြင်ခုံလဲယူပါတယ်တမင်းတစ်ခစ်ကတက်ကူအကြောင်းလေးပါကျွန်တော်တို့ဒါနန်းတစီပါတက်ကူပါတာအရင်ကူပါတယ်ဒါပြင်လည်းဒီလူငယ်တွေရဲ့အစ်စ်ပေါ်ဒီတိုက်ပြည်ရဲ့တို့တို့တို့ဒီအမျိုးတို့တက်မှုပါသူတို့တွေကကမ္ဘာအဆင့်နဲ့လိုက်ပြီးတော့ဒါလည်းခုံပြန်ကြော်လာစူးစမ်းရမယ့်အခြေအနေရှိလာတော့တယ်ဒါပြင်ရင်းလောကတွေ break through လို့ခေါ်တဲ့အကြောင်းလေးတို့ဖြစ်စေပါ ဆေးရောင်စီးပွားရေးတန်တမန်ဖြစ်ရွေးချယ်ခံရတဲ့ Miss Green Universe နေဂျီဝင်းလက်ကတော့ပစ္စည်းရွေရွေးနေတဲ့သဘာဝပတ်ဝန်းကျင်ကိုတက်ဆွမ်းတဲ့လောက်ထိမ့်သိမ့်သွားမယ်လို့ဆိုပါတယ်။ဟုတ်ကဲ့ပါဒီမှာဆေးရောင်တန်တမန်ဖြစ်လာပြီးတော့ဒီ ဝင်ရင်စိတ်လက်ဆိုပြီးကိစ္စတွေမှာလည်းဒီမှာအများကြီးကိုတက်ဆန်းသလောက်အကုန်လုံးဝင်ရောက်ပြီးတော့ပါဝင်ကြည့်ပေးတော့မှာဖြစ်ပါတယ်။စန္ဒမန်ဖြစ်ရွေးချယ်ခံရတဲ့ Miss Green မြန်မာရမင်း theory ကတော့အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရမှာအဆင်သင့်မယ်လို့ဆိုပါရယ်။အစိုးရပန်းဒီမန်ပေါ်တော့ Green Investor တရားအမည်နဲ့လိုအပ်တဲ့ညာလိုအပ်တဲ့ချိန်မှာသဘာဝပတ်ဝန်းကျင်ကိုဒီမှာအမြဲတမ်းရှိနေမှာဖြစ်တယ်။